ဖိလပိုင်သမ္မတဒူတာလေးရဲ့မူရင်းစေးတိုက်ဖြတ်ခြင်းမုံစဉ်အတွင်းသေဆုံးသွားတဲ့လူထောင်ပေါင်းများစွာကြောင့်ဖိလပိုင်ပြည်ဆက်ဖွဲ့ကမနီလာပန်းချံမှာအေဗယ်လာ၂ရက်နေကဂီတာပြည်ဆက်တခုဖျော်ဖြေတင်ဆက်ခဲ့လို့သိရပါဗျ။ပြီးခဲ့တဲ့2016ခုနှစ်ဇူလိုင်လကသမရထူတာတဲ့ရဲ့မူရစေချေမုံတိုက်ဖြတ်မှုလုံးဆောင်ချိန်ကစပြီးရဲတွေနဲ့ကင်းအဖွဲ့တွေရဲ့စင်နေမှုကြောင့်မူရစေဝါသုံးဆဲသူနဲ့ရောင်းချသူလို့တန်လျာရှိတဲ့6,990ဦးထပ်မံနဲ့အသက်ခံခဲ့ရပါတယ်။မူရစေတိုက်ဖြတ်မှုတွေမှာအကျိုးမြတ်ရရှိသူတွေကိုရှုံချဖို့နဲ့ မှုရေးဆေးချောင်းတက်ခံရမှုတွေကိုစတင်ဆန္ဒပြဖို့ Digital Ballot တက်ပြချက်အဖွဲ့ကသတင်းတွေရေးဆက်ကကာကတ်တေစီစဉ်ဖန်တီးခဲ့တယ်လို့ Digital Ballot တက်ပြချက်အဖွဲ့ရဲ့ဒါရိုက်တာ Jesse Vela Brilli ကပြောပါတယ်လူအဖွဲ့အစည်းရဲ့အရေးကိစ္စတွေကိုဖော်ပြပေးမှုနဲ့ဘယ်အမားတွေကဘယ်ဟာမှန်နေဆိုတာကိုအမှုပညာရှင်တွေရဲ့အခန်းကဏ္ဍကနေထောက်မှုအဖြစ်ယူဆကြောင်းဒီဂျစ်တယ်ဘယ်လက်တက်ပြဆက်သရုပ်ဆောင်တွေကပြောကြားခဲ့လို့ပြည်သူတွေမှာဖော်ပြထားပါတယ်ကျွန်မဟိဆန္ဒကျော်ပါ